ဘပရဲ့ lifestyle ကတကယ်ဖူးအသက်ကြီးလို့ရှိရင်တကယ်နေခြင်းနဲ့ lifestyle မှာပါတယ်ဘပအပူပင်လည်းရမ်းမရှိဘူး exercise လုပ်တယ်တရားထိုင်တယ်ဖျားရှုပ်ကိုရယ်သူကတနေ့တနေ့ကိုသူ့သူ့အတွက်အချိန်ကအမြဲအပြည့်ပဲသူမှပြင်းစရာအချိန်လည်းမရှိဘူးအဓိက exercise လုပ်တာပေါ့နော် exercise လုပ်ရခန္ဓာကိုယ်အတွက်ကျန်းမာအောင်နေတော့လူရောစိတ်ကောကနှုတ်ပြပြီးတော့ကျန်းမာရလို့မြင်ပါတယ်ဟုတ်ရခွေးကလည်းသူကအပြင်းအထန်တိုင်းပဲဒါပေမဲ့ ဟိုရိုက်ကွဲပုံမှာဖြစ်တတ်တဲ့ကြောင့်မလို့ character အတိုင်းပေါ့နော် character အတိုင်းလေးပဲသူနေတယ်။ဒါပေမဲ့ဘဘမှာသူ့ရဲ့ hand လေးတခုရှိအဲ့ hand ကတော့အမြဲတမ်းဘယ်တော့မှမဆိုသူ့မြဲပါအဲ့ဒါသူ့ရဲ့ဘယ်လိုပြောရမလဲ unique ဖြစ်တဲ့အရာလေးတခုပေါ့နော်ဟုတ် မင်္ဂလာပါပြီးတော့ခံပြပါရဲ့ပို့ဒီကားမှာ Indra Zor Sweet Character နေရပြီးပါဝင်ပြုတ်ဆောင်လာပါတယ်အဲပို့ပြန်မပြောရပါဘောနော် story 3ခုရှိရပါဘောနော်ပို့အဲ့ထက်မှာ mastery 2ထဲမှာဝင်ပြီးပြုတ်ဆောင်လာပါတယ် story 3ကတစ်ခုနဲ့တစ်ခုမတူတဲ့ရတာတွေပေးมาဖြစ်ပါတယ်ဒီကားမှာရတာ မျိုးစုံပါပေါ့နော်ရိုမန့်စ်ကြည့်ချင်လားကောမဒီကြည့်ချင်လားသရီလကြည့်ချင်လားဟောရကြည့်ချင်လားအကုန်လုံးပါတယ်ပေါ့နော်အဲ့တပိုင်းနဲ့တပိုင်းမှာမပြင်းရအောင်ဆိုတာကိုအဓိကအမှတ်ခံချင်ပါတယ်ပြီးတော့အဓိကအဖြစ်ကပုလို့လူငယ်တွေအကုန်လုံးစုပြီးတော့တခြားစ조사ထားတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့အမြင်တစ်ခုအစ်စ်တစ်ခု fresh ဖြစ်တဲ့ဟာကိုမြင်ရမှာဖြစ်ပါတယ်အဲ့တကြောင့်မလို့ဒီကားလေးကဒီကကောင်းနေပေါ့နော်ဒီကပုလို့ခုနှစ်ရက်နေ့နိုဗ ెంబ ာ9ရက်နေ့ပေါ့နော်ရုံစတင်มาဖြစ်ပါတယ်မြန်မာတပြည်လုံးမှာရုံတင်มาပါအဲပုလို့ဒီခုနှစ်ရက်နေ့က ကနေစပြီးခွန်ရှစ်ကိုပေါ့နော်ပထမ3ရက်ကိုတည်တည်ချာချာလေးလာပြီးတော့အားပေးပြီးတော့ကြည့်ဖို့ဒီကနေပြီးတော့တိုက်တွန်းချင်ပါတယ်ဘာလို့ဆိုတော့ခုတို့ဒီရှေ့3ရက်ကိုလူဝင်မှာပေါ့နော်နောက်ထပ်တစ်ပတ်ဆက်ပြခွင့်ရမှာဖြစ်ပါတယ်ဒါယုံရဲ့စနစ်အရာပေါ့နော်အဲ့တော့နောက်မှတက်ကြည့်မယ်ဆိုပြီးစဉ်းစားထားတဲ့သူတွေလည်းဒီပထမ3ရက်ကိုအချိန်ပေးပြီးတော့တွားကြည့်ပြီးတော့တယောက်တယောက်လည်းထပ်ဆက် sharing လေးလုပ်ပေးစေချင်ပါတယ်ဟုတ်ဘဘရာစာနဲ့ကကိုရဲ့ story 2ထဲမှာပေါ့နော်နှစ်ယောက်ပါတာဘဘနဲ့ပထမဆုံးစုံတဲ့ရုပ်ရှင်ကလည်းဖြစ်တယ်အဲ့တော့တကယ်ကိုအမှတ်တရလေးပါပဲဟုတ်ရဲခွင့်ပေါ်မှာ focus အမြဲအပြည့်ရှိ ှိရဲ့ဟိုသူ dialogue တွေပါလဲသူကြိုးပြီးတော့သူလေ့လာထားတယ်သူကြိုးပြီးတော့ကြက်ထားတယ်ဟိုတကယ်ဟိုလူငယ်နဲ့လည်းလုံအောင်တန်းတူညာလုံးပေါက်အလုံးလုံးနိုင်တယ်ဘဘရဲ့ skill ကတော်တော်တော့တွားရှုံလို့မရဘူးပေါ့နော်လူငယ်လူငယ်နဲ့ပို့ဆိုညာလုံးပေါက်9ရက်လောက်ဇက်တိုက်ရရဘဘအဲ့ face time ပဲပို့နဲ့အတူတူရိုက်နိုင်တယ်ပေါ့နော်ညီရခုံရလည်းမရှိဘူးဘဘကဟိုအမြဲ focus အပြည့်100%အပြည့်ပေးထားပါတယ်အတူတယ်တူတူပဲရခွေးဘဘလည်းသူကအပြင်းအထန်တိုင်းပဲဒါပေမဲ့ ဟိုရိုက်ကွဲပုံမှာဖြစ်တတ်တဲ့ကြောင့်မလို့ character အတိုင်းပေါ့နော် character အတိုင်းလေးပဲသူနေတယ်ဒါပေမဲ့ဘဘမှာသူ့ရဲ့ hand လေးတစ်ခုရှိအဲ့ hand ကတော့အမြဲတမ်းဘယ်တော့မှမဆိုသူအမြဲပါအဲ့ဒါသူ့ရဲ့ဘယ်လိုပြောရမလဲ unique ဖြစ်တဲ့အရာလေးတစ်ခုပေါ့နော်ဟုတ်အကင်မရာမဟုတ်ဘူးဘဘရဲ့ပုံစံပေါ့ဘဘအမြဲသူ့မှာအလို hand တစ်ခုအမြဲရှိရယ်လေသူကဘယ် character ပဲမဆိုသူသူ့ရဲ့တဘာနဲ့သူရအောင်သူ့ရဲ့ hand လေးသူရအောင်ထည့်နိုင်တယ်သူအဲအဲ့ဒါတော့ pro အားကြရတဲ့အရာပေါ့ဟုတ် ဘပရဲ့ lifestyle ကတကယ်ဖူအသက်ကြီးလို့ရှိရင်တကယ်နေခြင်းနဲ့ lifestyle မှာပါတယ်ဘပအပူပင်လည်းရမ်းမရှိဘူး exercise လုပ်တယ်တရားထိုင်တယ်ဖျားရှုပ်ခိုးတယ်သူကတနေ့တနေ့ကိုသူ့သူ့အတွက်အချိန်ကအမြဲအပြည့်ပဲသူမှပြင်းစရာအချိန်လည်းမရှိဘူးအဓိက exercise လုပ်တာပေါ့နော် exercise လုပ်ရခန္ဓာကိုယ်အတွက်ကျန်းမာအောင်နေရောလူရောစိတ်ကောကနုပြိုပြီးတော့ကျန်းမာရလို့မြင်ပါတယ်ဟုတ်ပျော်နေအောင်ဆိုတော့အဓိကသူပျော်ဖို့ရည်ကြီးပါတယ်ဟုတ်ဟုတ်ငငယ်လေးကတော့အဲ့လိုဘသူ့မဆိုစတတ်တဲ့အကျင့်တော်ရှိရဲ့အဲ့ဒါသူ့ရဲ့ဒါသူ့ရဲ့ပုံစံပေါ့နော်သူမျိုးစုံ ပူပူပဲခေါ်ရတခါကျလည်းမမေ့ချင်မမမေ့ရဆိုသူသူစိတ်တိုင်းပဲသူကသူ့ဘာသာသူအဲ့လိုစပိန်စီးရသူသူ့အချိန်လေးနဲ့သူပေါ့နော်ဟုတ်ပေါ့ပေါ့ပါပါနေပြီးတော့ပေါ့နော်လူငယ်တွေကို respect ရှိရရဒါအခုပို့ကရိုက်ခွင်းမှာမစုံဘူးတခါမှာအခုမှစုံဘူးတာအဲ့တော့ဒီမှာသိရတာသူကလူငယ်တွေပေါ်မှာ respect ရှိရလူငယ်တွေကဘယ်လိုပြောရမလဲ အနာကမှာဒီလူငယ်တွေကအများကြီးလုံနိုင်မယ်ဆိုတော့သူအဲ့ဒါယုံကြည်မှုအပြည့်ပေးထားတယ်။အဲအဲ့ဒါကပို့တကယ်လေးစားရတဲ့အရာပေါ့နော်။ဟိုဒါတော်တော်များများဆိုအဲ့လောက်ကြီးမရှိဘူး။ဘာကတော့တကယ်ကိုအဲ့လိုလူငယ်ရဲ့ potential ကိုလည်းသူမြင်တယ်။ဟိုစူးစမ်းခွင့်လည်းသူအများကြီးပေးတယ်ဟုတ်။အရှင်ကြီးအဲ့လိုမျိုးပုံစံမျိုးမဟုတ်လို့ထင်တယ်။ဘာ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 နဲ့သူ့ပုံစံအတိုင်းပဲသူကနေတတ်တယ်ဟုတ်။ခုနပြောလို့ပေါ့နော်သူကိုယ်သူ view site ပြီးတော့ဟိုပေါ့ပေါ့ပါပါနေပြီးတော့ကိုသူကိုယ်သူ view site တက်တဲ့အရာပေါ့ ်အဓိကလေးကခုနပြောသလိုပဲပေါ့နော်နိုဗ ెంబ ာ9ရက်နေ့ဆိုလို့ရှိရင်ယုံတင်ပါပြီဘုရုအကုန်လုံးတရားစူးစမ်းထားပါတယ်အဲအခန်းတိုင်းမှာလည်းတယောက်တယောက်ချင်းစီကအများကြီးစူးစမ်းထားတယ်အဲခါစီတင်မဟုတ်ဘူးနောက်ွယ်ကလူတွေရောအကုန်လုံးကတရားစူးစမ်းထားပြီးတော့ဟိုစိတ်အပြည့်နှစ်ပြီးတော့လုပ်ပေးထားတဲ့ကားလေးပေါ့နော်အဲ့တကြောင့်မလို့အခုမှယုံတင်ခွင့်ရတဲ့အတွက်ရန်လဲဝမ်းသာတယ်အဲအကုန်လုံးလည်းတကယ်အရန်ကြည့်စေချင်ပါတယ်အဲ့ဘုရုပြန်ပြောရလေးကိုလည်းဟို sharing လုပ်ပြီးတော့ပေါ့နော်အားပေးကြပါဦးလို့ပြောချင်ပါတယ်